ကဘာကြီးအဆုံးသတ်ဖို့နျူကလ িয়ার ဘုံဘလောက်လိုတာလဲအပေါ်ရန်ကြည့်လိုက်ရင်တော့လူမှုအတိုင်းဝိုင်းကြီးကတည်ငြိမ်နေတယ်လို့ရှိပါတယ်။လေရင်တွေကအစီအစဉ်အတိုင်းပဲပြန်တန်းကြတယ်။ဈေးွက်တွေကနေ့တိုင်းရှိနေတယ်။မီးခလုတ်တစ်ချက်ဖွင့်လိုက်တာနဲ့လျှက်စစ်တအားကိုရတယ်။ဒါပေမဲ့ဒါရီအားလုံးကအချင်းချင်းဆက်သွယ်ထားတဲ့ interconnected system ပေါ်မှာမူတည်နေပါတယ်။စွမ်းအင်အစားအစာတည်ယူပို့ဆောင်မှုစတာတွေအားလုံးကမျက်စိတမိတ်အတွင်းမှာပဲအားလုံးပြောင်းလဲသွားနိုင်ပါတယ်။ စစ်တန်ကြီးတစ်ခုလုံးလည်းအချိန်မရွေးပြိုလဲပျက်စီးသွားနိုင်ပါတယ်။မြကြီးဖြစ်နေတဲ့အချိန်ဒီမှာနျူကလ িয়ার လက်နက်တွေကိုထည့်သွင်းစဉ်းစားကြည့်လိုက်ပါ။မြို့တော်တွေမီးလောင်ပျက်စီးမယ်။လေတုအစိတ်တင်မယ်။နေအောင်ကြီးမရတော့ဘူးစတဲ့အခြေအနေတွေကိုစဉ်းစားကြည့်ပါ။လူအတိုင်းဝိုင်းကြီးတစ်ခုလုံးကိုဖျက်ဆီးဖို့အတွက်ပြစ်မှတ်တွေအများကြီးကိုနျူကလ িয়ার ဘုံးတွေနဲ့လိုက်ပြီးတိုက်ခိုက်နေဖို့မလိုအပ်ပါဘူး။လုံလောက်တဲ့နျူကလ িয়ার တိုက်ခိုက်မှုတစ်ခုဖြစ်ပြီးသွားရင်ကျန်းသားတွေကအလိုလိုဖြစ်သွားကြမှာပါ။ မေကွန်ကတော့လူအတိုင်းဝိုင်းတစ်ခုလုံးပျောက်ကွယ်သွားစေဖို့နျူကလ িয়ার ဘုံးဘယ်နှလုံးလောက်လိုအပ်မလဲဆိုတာပဲဖြစ်ပါတယ်။ဘုံးတစ်လုံးကမြို့တော်တစ်ခုကိုဖျက်ဆီးနိုင်တယ်ဆိုရင်စိုက်ဘာတိုက်ခိုက်မှုတစ်ခုကတင်းဘဝကိုပြောင်းလဲသွားစေနိုင်တယ်ဆိုရင်ဘယ်လိုဖြစ်သွားမလဲ။သိငယ်တဲ့နျူကလ িয়ার WAA တာမွန်နျူကလ িয়ার ဒုံးကျည်ထိပ်ဖူးကနေစပြောလိုက်ရအောင်။ဒီဒုံးကျည်ထိပ်ဖူးတွေကို American Trident 2 D5 ရေငုပ်သင်္ဘောတွေမှာတပ်ဆင်ထားပြီးတော့ပယ်ထိန်ဒုံးကျည်အမျိုးအစားဖြစ်ပါတယ်။ ဒါအပြင် SLBN စနစ်မှာလည်းဒီတုံးကြီးတွေကိုအသုံးပြုပါသေးတယ်။ဒီတုံးကြီးထိပ်ပူးတွေဟာ1945ခုနှစ်ဟီရိုရှိမားမြို့ပေါ်ကိုကျဲချခဲ့တဲ့နျူကလ িয়ার ပုံးထက်32ဆပိုပြီးတော့စွမ်းအားပြင်းပါတယ်။မြို့တော်တစ်ခုပေါ်ကိုကျဲချလိုက်မယ်ဆိုရင် WAA ပုံးဟာအချင်းဝက်1.5ကီလိုမီတာအတွင်းကအရာအားလုံးကိုအငွေ့ပြန်သွားပါစေလိမ့်မယ်။အိုဟိုင်းိုမြို့စာရင်ငုံသိမ်းမော်တဆင်ဟာ Trident 2ဒုံးကြီး20ကိုတည်ဆောင်နိုင်ပြီးတော့ ဒုံးကျည်တစ်ခုမှာနျူကလ িয়ার ဒုံးကျည်ထိပ်ဖူး၈ခုကိုတည်ဆောင်နိုင်ပါတယ်။ဆိုလိုတာကရင်ကုန်သင်းမောတစ်စင်းမှာနျူကလ িয়ার ဒုံးကျည်ထိပ်ဖူး၁၆၀တည်ဆောင်နိုင်တယ်ဆိုတာပါပဲ။တခုချင်းစီကလည်းမတူညီတဲ့ပြစ်မှတ်တစ်ခုစီကိုပြစ်ခတ်နိုင်ပါတယ်။ပြောရရင်တော့ရင်ကုန်သင်းမောတစ်စီးတဲ့နဲ့မြို့တော်၁၀ခုကိုဖျက်ဆီးပစ်နိုင်ပါတယ်။ US မှာတော့ဒီလိုမဟာဗျူဟာမြောက်ရင်ကုန်သင်းမော၁၄စီးရှိနေပါတယ်။ရုရှားမှာတော့ဘိုရာမျိုးစားနဲ့ Delta IVC အမျိုးအစားရင်ငုတ်တင်မောရှိပြီးတော့နျူကလ িয়ার ဒုံးကျည်ထိပ်ဖူး6ခုတည်ဆောင်နိုင်တဲ့စက်ကနီဘာဒါမှမဟုတ် RSM 56ဘာဘာအမျိုးအစားဒုံးကျည်တွေတည်ဆောင်နိုင်ပါတယ်။တခုချင်းစီတိုင်းကလူပတ်ဝင်ကျင် လူလောကကိုအဆုံးသတ်နိုင်ဖို့လုံလောက်နေပါတယ်။ကြောက်ဖို့ကောင်းတာတခုကတော့ဒီလက်နက်တွေကိုစစ်ပွဲမှာအနိုင်ရဖို့ထက်တီထွင်ထားကြတာမဟုတ်ဘူးဆိုတာပါပဲ။ဒီလက်နက်တွေကိုအာနာရှင်ဆန်ဆန်ပြုတ်မှုနေထိုင်နိုင်မှုအတွက်ချင်းချောက်တဲ့အရာတခုအနေနဲ့တီထွင်ထားကြတာဖြစ်ပါတယ်။ဥပမာ တင်ကကျုပ်ကိုနျူကလ িয়ার တနက်နဲ့တိုက်ခိုက်တယ်ဆိုရင်ဒုံးကြီးလေထဲမှာရှိနေတော့မှာပဲကျုပ်ကသတိပြုမိမှာပါ။ဒါဆိုရင်ကျုပ်ကလည်းတင်ကိုနျူကလ িয়ার တနက်နဲ့ပြန်လဲတုံ့ပြန်မှာပါ။အဆုံးမှာတော့နှစ်ဖက်လုံးသေချေပြက်စီးရပါလိမ့်မယ်။အနိုင်ရသူဆိုတာရှိမှာမဟုတ်ပါဘူး။အပြက်စီးတွေပဲကြံနေခဲ့ပါလိမ့်မယ်။ဆက်လက်ရှင်သန်နိုင်မှုအတွက်အဖက်ဘက်ကဒုတိယအကြိမ်နဲ့တိုက်ခိုက်နိုင်စွမ်းရှိနေဖို့လိုအပ်ပါတယ်။ဒါကြောင့်လည်း US က minute man 3လိုမျိုးမြေပြင်ခြေဆိုင် fuel nuclear လက်နက်စနစ်တွေတီထွင်ထားတာဖြစ်ပါတယ်။ပြီးတော့ရေငုံသင်္ဘောတွေမှာတက်ဆင်ထားတာကလည်းဒီလိုရည်ရွယ်ချက်မျိုးဖြစ်ပါတယ်။ဒါအပြင်လေတပ်အနေနဲ့လည်း nuclear ပစ်ခတ်တိုက်ခိုက်မှုတွေကိုပြုလုပ်နိုင်ပါသေးတယ်။ဒါကို nuclear triad လို့ခေါ်ပါတယ်။ဒီ triad ကြောင့်သင်္ဘောက90ရာခိုင်နှုန်းပျက်စီးဆုံးရှုံးနေရင်တော့ရန်သူကိုပြန်ပြီးတော့ထိခိုက်ပျက်စီးအောင် လုပ်လို့ရပါတယ်။ ဒါပေမဲ့တေချာတာတစ်ခုကတော့ကြီးမားတဲ့နျူကလ িয়ার စစ်ပွဲသာဖြစ်ခဲ့မယ်ဆိုရင်ဘယ်စနစ်ကမှရှင်သန်ကြရစ်နေမှာမဟုတ်ပါဘူး Princeton Program on Science Global Security နဲ့ Rajaral Stackerthur ရဲ့များစွာသောလေ့လာစမ်းစစ်ချက်တွေအရလူအတိုင်းဝိုင်းကိုဖျက်ဆီးနိုင်တဲ့နျူကလ িয়ার ဘုံးတွေဒုံးကျည်ထိပ်ဖူးတွေတထောင်လောက်တောင်မလိုအပ်ဘူးဆိုတာသိရပါတယ်လူအတိုင်းဝိုင်းတစ်ခုလုံးပျက်စီးဖို့နျူကလ িয়ার ဒုံးကျည်100ကနေ300ကြားပဲလိုအပ်ပါတယ် ဒီလောက်ဆိုရင်ကဘာကြီးရဲ့ထိတ်တန်းစီးပွားရေးနဲ့ထိန်းချုပ်ရေးနဲ့ပဲ150ကိုဖျက်ဆီးနိုင်ဖို့လုံလောက်နေပါပြီ။နယူးယောက်၊လန်ဒန်၊ဖရန့်ဖက်၊တိုကျိုလိုမျိုးတော်ကြီးတွေပျက်စီးသွားရင်အထက်ကလူဦးရေ၊နီးပညာ၊အစားအသောက်ထောက်ပံ့မှုစတာတွေအလုံးရပ်တန့်ကုန်မှာဖြစ်ပါတယ်။ကဘာပို့ဆောင်မှုတွေရပ်တန့်ကုန်မယ်၊စွမ်းအင်ပို့ဆောင်မှုတွေရပ်နာကုန်မယ်၊စိုက်ပျိုးရေးတွေထိခိုက်တဲ့အတွက်အစာရေစာငတ်မို့ခေါင်းမမှုတွေကိုပါရှင်ဆိုင်ရပါလိမ့်မယ်။ နျူကလ িয়ার ပုံ150လောက်ပောက်ကွဲရင်တော့မီးမုန်တိုင်းတွေဖြစ်လာပြီးတော့မီးခိုးနဲ့ဖုန်မုန်တွေတန်ချိန်9တန်းလောက်ထွက်လာတာကြောင့်နေအောင်ကြီးကိုမမြင်ရတော့ဘဲနျူကလ িয়ার ဆောင်းရာသီးလို့ခေါ်တဲ့နျူကလ িয়ার ဝင်းဒါကိုကြုံတွေ့ရပါလိမ့်မယ်။ဒီတော့လက်ရှိရှိနေတဲ့နျူကလ িয়ার လက်နက်အရေးအတွက်ကိုပြောကြရအောင်။ US မှာဆိုရင် W761 ပောက်ကွဲမှုပြင်းအား100ကီလိုတန်ရှိပါတယ်။ WA ကပောက်ကွဲမှုပြင်းအား485ကီလိုတန်ရှိပါတယ်။ ICBM တွေကပောက်ကွဲမှုပြင်းအား300ကနေ485ကီလိုတန်ရှိပါတယ်။ ALCM ထိပ်ဖူးတွေကပောက်ကွဲမှုပြင်းအား3.3ကနေ90ကီလိုတန်လောက်ရှိပါတယ်။ရုရှားရဲ့ RS-24 တွေကပောက်ကွဲမှု900ကနေ800ကီလိုတန်။ ISM-56 ဘာလာဗာက100ကနေ150ကီလိုတန်။ R-36 M2 စေတံက1မီကာတန်လောက်ထိပြင်းအားရှိပါတယ်။ မြို့တော်ကြီးတစ်ခုကိုဖျက်ဆီးဖို့အတွက်ဒုံးကျည်နှစ်ခုဆိုရင်လုံလောက်နေပါပြီမြို့တော်တရားကိုဖျက်ဆီးဖို့အတွက်ဒုံးကျည်200ရှိရင်ရပါပြီတကယ်လို့သာဒီလိုတိုက်ခိုက်ခံရမယ်ဆိုရင်မြို့တော်တွေပြအဖြစ်ပြောင်းလဲသွားပါလိမ့်မယ်လူဦးရေကျဆင်းသွားပါမယ်အစိုးရလုပ်ငန်းတွေအားလုံးရပ်တန့်သွားပါလိမ့်မယ်ရာသီဥတုပြောင်းလဲတာမျိုးဖြစ်ပြီးတော့မိုးခေါင်ရေရှားနိုင်ပါတယ်ပောက်ကွဲမှုပေါင်း150ကနေ200လောက်ထိရှိမယ်ဆိုရင် နေအောင်ကြီးရဲ့30ကနေ20ရာခိုင်နှုန်းလောက်အထိကိုဖုံးအုပ်သွားတဲ့ဖုံမုံတွေဖြစ်လာပါလိမ့်မယ်။ဆယ်သူနှစ်တခုကျော်ကြာအောင်ကမ္ဘာအပူချိန်က3ကနေ8ဒီဂရီလောက်အထိကျဆင်းသွားပါလိမ့်မယ်။ရာသီဥတုဆိုးဝါးတာတွေ၊ရာသီချိန်တိုးတောင်းတာတွေ၊မိုးခေါင်တာတွေကြောင့်ဆန်စပါးဂျုံပြောင်းစတဲ့ကောက်ပဲသီးနှံတွေထွက်ရှိတော့မှာမဟုတ်ပါဘူး။လူဦးရေ2ဘီလီယံလောက်ဟာ အစားအသောက်ရှားပါးပြက်လက်မှုတွေနဲ့ကြုံတွေ့ရပါလိမ့်မယ်။ဒေတာရင်းနိုင်ငံတွေဟာလည်းအစားအသောက်ရိက္ခာတွေအတွက် စစ်ပွဲတွေအတွက်စစ်ပွဲတွေဆင်နွှဲကြပါလိမ့်မယ်။အိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံတည်းနျူကလ িয়ার ပြန်လည်ပြစ်ခတ်ကြရင်တော့ကမ္ဘာတဝန်းဆုံးရှုံးမှုထက်ပိုမိုများပြားပါလိမ့်မယ်။ဆယ်သူနှစ်ပေါင်းများပါကြအောင်ခက်ခဲနေတဲ့ထိန်းချုပ်မှုတွေပြုလုပ်ခဲ့ကြပေမဲ့ကမ္ဘာတဝန်းမှာနျူကလ িয়ার ဒုံးကျည်ထိပ်ဖူးပေါင်း12,500လောက်ကျန်နေပါသေးတယ်။ရုရှားမှာနျူကလ িয়ার ဒုံးကျည်ထိပ်ဖူး9,900 US မှာ9,200တရုတ်မှာ900ပြင်သစ်နိုင်ငံမှာ290 UK မှာ225အိန္ဒိယပါကစ္စတန်အစ္စရေးနဲ့မြောက်ကိုရီးယားမှာ600ဝန်းကျင်လောက်ရှိနေပါတယ်ဒီထိပ်ဖူးတွေလက်တွေ့စစ်ပွဲမှာပါဝင်လာဖို့ကသေးငယ်တဲ့သဘောထားကွဲလွဲမှုတစ်ခုကနေလည်းဖြစ်လာနိုင်ပါတယ်ဒီလက်နက်တွေထဲက3ငါးနေ900ကိုင်တုံးဖြစ်တဲ့ထိပ်ဖူး300 400လောက်နဲ့တင်ခစ်တဲ့လူမှုအဖွဲ့အစည်းတစ်ခုလုံးကိုအဆုံးသတ်လိုက်နိုင်ပါတယ်ထိပ်ဖူးရေအတွက်ထပ်အရေးကြီးတာကထိန်းချုပ်နိုင်သွမ်းပဲဖြစ်ပါတယ် ကျုပ်တို့ဟာလူသမိုင်းတစ်ခုလုံးကိုဖျက်ဆီးနိုင်တဲ့လက်နက်တွေကိုတီထွင်ခဲ့ပြီးကြပါပြီ။မှောင်ရင်တွက်ချက်မှုလေးတစ်ခုသဘောထားကွဲလဲတာလေးတစ်ခုကြောင့်လည်းကဘာကြီးဟာအဆုံးသတ်သွားနိုင်ပါတယ်။ကဘာဖြန်နျူကလ িয়ার လက်နက်တွေဟာ12500လောက်လက်ရှိရှိနေပြီးတော့ကဘာကြီးအဆုံးသတ်ဖို့လက်နက်တရာကနေ300ကြားသာလိုအပ်ကြောင်းပြောကြရင်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။